ကဲအားလုံးပဲမင်္ဂလာပါရှင် Terror Healing and Reading My Kid Drawn နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မှကြည့်ပေးမယ် reading လေးကเนาะသူတင်ထားပေးရတဲ့အတိုင်းပေါ့เนาะသူ့ကိုယုံသိမ့်လာတယ်เนาะသူဟာဘလိုလူမျိုးလဲပေါ့เนาะဒါမျိုးလေးကတော့ဟိုးအရင်တော့တခါတခါတင်ပေးဘူးပါနည်းနည်းလေးတော့ကြားပြီးပေါ့เนาะအဲ့တော့ဒါ love message ပေါ့เนาะပညာဒါန reading လေးဖြစ်ပါတယ်သူ့ကိုယုံသိမ့်သလားသူကဘလိုလူမျိုးလဲပေါ့เนาะ ဒါလေးကိုကြည့်လိုက်ကြရအောင် collective ပဲကြည့်ပေးမယ်နော်ပိုင်းရွေးစရာမလိုဘူး collective သမားလေးကြီးဒီကြောက်လာတဲ့ energy ပဲပေါ့နော်မိမိနဲ့ကြိုက်တာလေးကိုယူပါပေါ့နော် အဲ့တော့ပြောနေကြတဲ့အတိုင်းပဲအကယ်လို့ပြောနေရင်လည်းပဝင်းကျင်အတန်လေးနော်ခွေးတန်လေးပရစ်တန်လေးအဲ့လိုစူညံလာတာလေးရှိတယ်ဆိုရင်နော်မိမိနဲ့အဆင်မပြေဘူး energy အဆင်မပြေဘူးတင်နေဆိုရင်ကြော်သွားပေးပါ energy အဆင်ပြေတယ်ဆိုမှဆက်ကြည့်ပါနော်အဲကျမတခါရဲမြစ်တာရက်ခံကြတာကအပြင်ပြင်ပတန်တဘာဝအတန်လေးတွေကကျမလည်းဘာမှလုပ်လို့မရဘူးပေါ့နော်ဒါလေးကိုသူပြောထားတာပါအဲ့တော့အချီနဲ့ပတ်သက်ပြီးတော့စိတ်အေးအေးလေးနဲ့ရှင်းရှင်းလေးနဲ့ထားပြီးတော့မှာပေါ့နော်ကဲတစ်ဖက်သူကယုံရလာနော်သူ့ကို သူ့ကိုယုံလို့ရလားပေါ့နော်။သူကဘယ်လိုလူမျိုးလဲဆိုတာအရင်ဆုံးယုံရလားဆိုရဲ energy လေးကိုအရင်ကြည့်မယ်နော်။ collective knowledge ကိုပြောပြလို့ပါတဲ့။အောင်းကြောက်လိုက်တယ်နော်။ဟိုဟာဖြစ်သွားတယ်။ဇောက်ထိုးတိုင်းမထွက်လာတာနော်။ Okay ဇောက်ထိုးတိုင်းမဖတ်ပြီးမှာနော်။ Pisho 1ကိုဇောက်ထိုးကြလာတယ်တဲ့။ Okay, okay, do the act of empathy. โอเคသူ့ကိုယုံရလားလို့ပြောမယ်ဆိုရင်တော့เนาะ energy လေးတွေကထွက်လာတဲ့ကက်ကလေးတာတော့ yes တော့ yes ပဲဒါပေမဲ့နှစ်ကက်ကပါလဲဆိုတော့ဇောက်ထိုးပေါ့เนาะအဲ့တော့ negative လေးတွေတော့နည်းနည်းလွှမ်းနေတာမျိုးကြီးရှိတယ်เนาะ negative လေးတွေနည်းနည်းလွှမ်းနေတာမျိုးကြီးရောရှိတယ်တဲ့เนาะအဲ့တော့ဒီမှာကဘာပြလဲဆိုတော့တဲ့เนาะသူကတဲ့เนาะ စိတ်ရှိသီးခံခြင်းမရှိဘူးတယ်เนาะစိတ်ရှိသီးခံအဲ့တော့ तू ကဘယ်လိုလူမျိုးလဲဆိုတာပါတခါရဲပေါ်နေရမျိုးတွေ့ရတယ်ပေါ့เนาะအဲ့တော့နည်းနည်းလေးပေါ့တစ်ဖက်သူဒီကိုယ့်ရဲ့တစ်ဖက်သူအားတဲ့စိတ်ရှိသီးခံမှုမရှိဘူးတယ်တခါလေးကြားလို့ရှိရင် lack of energy idea creativity เนาะအဲ့တော့တခါလေးကြားလို့ရှိရင် तू သူ့ရှိမှာ energy down နေတယ်အချိန်နေရှိရပေါ့နော်။သူ energy တွေ down နေတဲ့အချိန်နေမျိုးမှာဆိုလို့ရှိရင်တဲ့နော်။ဘာဖြစ်လဲဆိုတော့သူ့မှာနော်ကိုယ့်ပုံမှာ ပြောရရင်တော့သူ့မှာ strap ပြီးနေတဲ့အချိန်တွေပေါ့နော်။သူစိတ်ညစ်နေတဲ့အချိန်တွေ၊သူ့သူ့မှာ energy တွေညွန်နေနေတဲ့အချိန်တွေမျိုးမှာဆိုရင်ကို့ပေါ်မှာလည်းပဲ तू ကဘာလဲဆိုတော့ effect တွေရောက်အဲ့တော့သူစိတ်မကြည်တိုင်းကိုယ့်ပေါ်မှာမဲတာမျိုးပေါ့နော်ကိုယ့်ကိုကောင်းကောင်းမွန်မွန်မဆက်ဆံတာမျိုးတွေเนาะဒါမျိုးလေးတွေတော့ရှိတယ်တဲ့သူကလေအဲ့တော့တခါလေးကြားလို့ရှိရင်သူ့ရဲ့ပေါ့နော် အာရီမန်းချက်တွေရီရွယ်ချက်တွေသူ့အလုပ်ကိစ္စတွေเนาะသူ့ရဲ့ပေါ့เนาะဒီဘဝရှိရေးတွေပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့တဲ့အရန်ကြီးဝေဝါးနေတာเนาะဟိုဘယ်လိုခေါ်မလဲသူ့ကနေသူပန်းနိုင်ကိုမချမှတ်နိုင်တာမျိုးပေါ့เนาะဒါမှမဟုတ်ပလန်တွေပေါ့เนาะသူသူစီစဉ်ထားတဲ့အခြေအနေတိုင်းမဖြစ်လာတဲ့အခါမျိုးတွေမှာစိတ်သက်ကြနေတာမျိုး energy ညော်နေနေတာမျိုးပေါ့เนาะအဲ့ဒါမျိုးလေးတွေရှိနေတတ်တယ်တဲ့เนาะအဲ့လိုအခြေအနေမျိုးတွေမှာဆိုရင်เนี่ยဘာဖြစ်လဲဆိုတော့ ကို့အပေါ်ပါဗောနော်ကို့ကို့ကို့အပေါ်ပါသူကဆက်ဆံတဲ့အခါမှာလေးစိတ်မရှိတာမျိုးတီးမခံကျင်တာမျိုးဗောနော်အဲ့လိုပုံစံမျိုးလေးတွေအရင်ရှိရဲ့တဲ့နော်ဒီမှာလဲပဲအဲ့ဒါနော် impatient ကဒီမှာလဲပါတယ်ဒီမှာလဲပါတယ်နော်နှစ်ခုတော့နော်အဲ့တော့ဒီကက်မှာပထမဆုံးကက်ကဲ energy ကိုအရင်ပြောရပါဗောနော်အခုဒီမှာဆိုရင် bottom of the dash ရဲ့ energy ကဘာလာပြလဲဆိုတော့ kings of pentacles ကိုလဲဇောက်ထိုးကြလာတာမျိုးဗောနော်အော် sorry knights of pentacles နော် နိုင်စော့ပန်တကယ်ကိုဇောက်ထိုးကြလာတာမျိုးဆိုတော့ဒီမှာလဲ impatient ပဲเนาะ impatient ပဲတခါလေကြာရင် तू ကလေအပြင်းနေเนาะလှုပ်ဆရာရှိတာကိုမလှုပ်ပဲနေနေရှိညရွှေနေပေါ့เนาะအပြင်းပြင်းကြောဆွေးနေတတ်တာလေးတွေရှိတယ်တဲ့เนาะတခါခါကြောက်လို့ရှင်ရင်เนาะဒီမှာဆိုရင်လေဟို common sense ဒီ lack of common sense ဆိုတာလေခါလေကြာရင်ရိုးရိုးရှင်းရှင်းလေးနဲ့ကွာသိရမှာပြီးသွားမဲ့ကိစ္စလေးတွေမှာ common sense မရှိပဲနေပေါ့เนาะအဲ့လိုမျိုးပေါ့ဟိုစိတ်ကမတီးမငြိမ်ဖြစ်နေတာမျိုးတွေဟိုရိုးရိုး တတယူယူရှင်းရှင်းလေးတွေးလိုက်ရင်ပြီးသွားပြီဒါပေမဲ့အဲ့ဒီယူယူရှင်းရှင်းလေးပြီးတွေးလိုက်ရင်ပြီးသွားမယ့်ကိစ္စကိုယူယူရှင်းရှင်းလေးမတွေးနိုင်မဲနဲ့ရှောက်ပြီးတော့သိရမလားဟိုကိုယ့်ရဲ့ white hair နဲ့အဲ့လိုမျိုးတွေရှောက်တွေးပြီးတော့အတွေးလွန်တာမျိုးတွေပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ကိုယ်နဲ့ပြဿနာတက်ရတာမျိုးအဲ့လိုပြဿနာတက်တတ်တာမျိုးတွေဖြစ်နေကြကြတဲ့နော်။နောက်ကြောင့် unstable မငြိမ်သက်ဘူးနော်။သူ့ရဲ့စိတ်ကလည်းငြိမ်သက်မှုမရှိတာမျိုးဖြစ်နေတတ်တယ်နော်။အဲ့ကြတော့သူ့ကိုယ်သူပေါ့နော်အလုပ်တွေလုပ်တဲ့အခါမှာနော်လုပ်ငန်းတွေလုပ်တဲ့အခါမှာလည်းပဲဘာဖြစ်နေလဲဆိုတော့လေ ပြောရရင်တော့ဒီရဲ့ issue ကအဓိကကအလောက်ကင်ငွေကြေးစည်းဝါးရေးတွေလုတ်တဲ့အခါမှာသူထင်တဲ့အတိုင်းမဖြစ်နေတာမျိုးပေါ့နော်သူသူထင်တဲ့အတိုင်းသူပလန်ထားတဲ့အတိုင်းမဖြစ်လာတဲ့အခါမျိုးတွေမှာဆိုရင်းနဲ့နော်သူဒီသူ့ကိုယ်သူပေါ့နော်ဟိုဘယ်လိုခေါ်မလဲ scaleful မဖြစ်ဘူးနော်သူသူ့ကိုယ်သူအဆင်မပြေဘူးနော်စသဖြင့်ပေါ့နော် reliable မဖြစ်ဘူးနော်အာပြောရရင်တော့ဒီဟာဒီမှာ negative တွေအရင် ရှိလာတာပေါ့နော် stress တွေအများရမ်းများလာတာတွေရှိတယ်အဲ့တော့သူ့ကိုသူသုံးကြဘူးလို့တွေးနေတာမျိုးလေးတွေเนาะသူ့ကိုသူအာရှေ့ဆက်ပြီးတော့အဆင်ပြေပါမလားလို့တွေးနေတာမျိုးဒါမျိုးလေးတွေရှိရပေါ့နော်အဲ့လိုအခြေအနေအခါမျိုးတွေမှာဆိုရင်တဲ့เนาะကိုယ့်ကိုသူသူဆက်ဆံတဲ့ပုံစံတွေကလုံးဝပြောင်းလဲသွားပြောင်းထွက်သွားတာပေါ့နော်လုံးဝအာစိတ်မရှိတော့ဘူးတီးမခံတော့ဘူးเนาะဟိုပြဿနာတွေတက်ရတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေရှိတတ်တယ်တဲ့နောက်တစ်ခါကျတော့ဒီမှာဆိုရင်လည်းပဲဟာ ဟုတ်တော့ဟုတ်နေပြီ empathy เนาะဒီမှာ empathy ဒီမှာလည်းပဲเนาะဒီဟာလည်းပဲဗာလဲဆိုတော့ဒီမှာလည်းပြောရယ်เนาะ empathy ပဲเนาะအဲ့တော့ဒီမှာဗာပြောနေလဲဆိုတော့เนาะအဲ့တခါလေးတောင်းရင်လည်းအဲ့လိုလှုပ်ပြီးသွားရင် तू ကဘယ်လိုလေးရှိပြန်လဲဆိုတော့တခါကြရင်လည်း तू ကို तू ပေါ့နော်ဆောနာ तू stress တွေပြီးနေတော့ तू तू ရဲ့ပြဿနာတွေကို तू ဟာဖြေရှင်းနေတဲ့အချိန်မှာကိုယ့်ကိုစိတ်မရှိဘဲနဲ့ပြောဆိုလိုက်မိတာတွေပါတွေပေါ့နော်အဲ့ဟာတွေကိုတဲ့တစ်ချိန်ပြန်ပြီးတော့ तू စိတ်အေးအေးစေးစေးနဲ့ပြန်ထိုင်စဉ်းစားတဲ့အခါမျိုးမှာ तू ကို तू မှားမှန်း तू တိတာမျိုးပေါ့နော် ဲ့လိုမျိုးလေးတွေ့တွေ့ရအဲတခါကမှဘာဖြစ်လဲဆိုတော့ကိုကချစ်ချင်းမြတ်တာတွေပေးနေပေးမယ်လေအဲ့ဒီချစ်ချင်းမြတ်တာတွေကိုမမြင်နိုင်ဘူးเนาะသူကလည်းအဲ့လိုဖြစ်တာပေါ့เนาะမမြင်နိုင်ဘူးမမြင်နိုင်မင်းနဲ့ဘာဖြစ်လဲဆိုတော့သူ့ရဲ့စိတ်လိုက်မှန်ပါတွေကိုကိုပြောဆိုဆက်ဆံခဲ့တာတွေကတစ်ခါတစ်ခါပြန်ပြီးတော့မှပြန်အတွေးတွေပေါ့เนาะကောင်းမွန်တဲ့အတွေးတွေသူ့စီမှာပြန်ရောက်လာတဲ့အချိန်မှာဆိုရင်သူ့အနေနဲ့သူဘာဖြစ်နေလဲဆိုတော့ဟိုဝမ်းနေနေတာမျိုးเนาะဒါမှမဟုတ်လို့ရှိရင်လည်းပဲเนาะသူသူ့ရဲ့ပေါ့เนาะ ဝမ်းနေနေတာမျိုးနောက်ခါကျတော့ဗောနော်ဒီအပေါ်မှာဗောနော်ကိုယ့်ရဲ့ကိုယ့်ရဲ့ဥစ္စာတွေဗောနော်ကိုပေးတဲ့ချစ်ချင်းတတာကိုသူနားမလည်နိုင်ဖြစ်နေတဲ့ကိစ္စရက်တွေကိုပြန်ပြီးတော့มาဗောနော်သူ့ကိုယ်သူပြန်တွေးနေတာမျိုးဗောနော်ဒါတကယ်ပဲငါနားလည်မှုလွဲသွားတာလားသူငါ့ကိုတကယ်ပဲပေးတာလားစသဖြင့်ဗောနော်ဒါမျိုးလေးတွေပြန်တွေးတာမျိုးရှိရဲတဲ့နော်အဲ့တော့တစ်ခါတစ်ခါလေးဒီမှာဘာဖြစ်လဲလဲဆိုတော့အချစ်ရေးကိုကြည်တာဖြစ်တဲ့အတွက်ကြောင့်မလို့လေ तू ကဒီအချစ်ရေးမှာတစ်ခါတစ်ခါမှာနည်းနည်းပြင်းချောက်ချောက်နိုင်နေတယ်ဒီ relationship ကလေပြင်းဖို့ကောင်းနေရမျိုးရှိရယ်เนาะ နော်ပြီးသွားလို့ရှိရင် depression တွေဝင်ရတယ်တဲ့နော်အဲတစ်ခါလေကြာရင်လဲကွာသူကကွာသူ့ရဲ့ပေါ့နော်ဒီစိတ်ဆန္ဒအရှိမပြောခဲ့သလိုပေါ့ဒီလောက်ကငွေကြီးစီးပွားရင်လည်းသူ့ဘွားရင်မန်းချက်တွေမှာသူထင်းသလိုမဖြစ်နေလို့စိတ်တက်ကြနေတဲ့အချိန်အခါမျိုးတွေမှာကိုကလည်းကိုဘကလည်းအဲ့ဒါကိုနားမလည်ဘူးပေါ့နော်သူ့ကိုပြက်တနာတွေရှာမိတာမျိုးသူမဟုတ်နော်ကိုကအရန်အစိုးရင်လွန်ပြီးတော့မှသူ့ကိုသိရမလားအရန်ပေါ့နော်ဟိုအရန်အစိုးရင်လွန်တဲ့အမှုရာတွေအပြုတ်မှုတွေအပြောအဆိုတွေနဲ့ပေါ့နော်ထုတ်မိတာမျိုးတွေဆိုရင်းနဲ့ဘာဖြစ်လဲဆိုတော့သူအရန်ကိုသိရမလား ညမှာစိတ်ရှုပ်လာတာမျိုးစိတ်ညစ်လာတာမျိုးเนาะဒီမှာဆိုရင်လေเนาะ negative တွေနည်းနည်းတွေးတာများတယ်เนาะပြောရရင်เนาะ negative ဘက်ရောက်တယ်လို့ပြောလို့ရတယ်အဲ့တော့ကိုပေးတဲ့ချက်ချင်းချက်တာကိုကိုပေးတဲ့အတိုင်း तू မမြင်နိုင်တာမျိုးတွေပေါ့เนาะအဲ့လိုပုံစံမျိုးလေးကြီးရှိနေတတ်တယ်တဲ့เนาะတစ်ခါခါကြာလို့ရှိရင်ကိုရဲ့ပေးတဲ့ဥစ္စာကို तू ကကိုကတော့ပေးလိုက်တာတမျိုးပေါ့เนาะဒါပေမဲ့ तू ကအဲ့ဒါကိုကိုပေးလိုက်တဲ့ဟာကိုရိုးရိုးရှင်းရှင်းလေးနဲ့ကျေးဇူးတင်တဲ့စိတ်နဲ့ပြန်ပြီးတော့မှပေါ့เนาะမတွေးဘဲနဲ့ negative ဘက်ကိုတွေးတာမျိုးတွေရှိเนาะအဲ့လိုပုံစံမျိုးတွေဖြစ်နေရမျိုးပေါ့เนาะ ဘာလို့အတင်းကြီးလိုက်ဖြစ်ချင်နေရတာလဲလို့ဘာလို့စသဖြင့်ပေါ့နော်ဟိုကတော့အဲတစ်ဖက်ကတော့သူ့ကိုအကူအညီပေးတယ်ဟိုဘယ်လိုခေါ်မလဲဒီလိုက်ပြီးတော့ပြောနေရဆိုတာကထုတ်ချက်တာတော့မဟုတ်ဘူးကွန်ထရိုးလုပ်နေရဆိုတာမျိုးတွေကဂယူးစိုက်ပေးတယ်ဆိုတာကသူ့ကိုချစ်လို့ဂယူးစိုက်လို့စသဖြင့်ဒါမျိုးမမြင်ပဲနဲ့ဗာလဲဆိုတော့ဘာဖြစ်လို့အသေးအတန်ကြီးလိုက်ဖြစ်နေရတာလဲပေါ့နော်အဲ့လိုပုံစံမျိုးတွေပုံမြင်တာမျိုးကိုတွေ့ရတယ်တဲ့နော်အဲ့တော့သူကဘယ်လိုလူမျိုးလဲဆိုရင်တော့အဲ့လိုလူမျိုးပဲ เนาะအဲ့လိုတွေ့ရတယ်เนาะအဲ့တော့ပြီးတော့เนาะဟိုအများသောဖြင့် depression ဝင်နေတာမျိုးတွေရှိတယ်เนาะ depression ဖြစ်နေတယ်เนาะအဲ့တော့ကိုယ့်ဘက်ကလည်းပေါ့เนาะဒီလိုအခြေအနေတွေကြုံနေရပြီဆိုရင်เนาะတစ်ဖက်မှာเนาะသူ့ရဲ့သူ့ရဲ့ကိစ္စတွေမှာအလုပ်ကိစ္စတွေမှာเนาะသူ့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ကိစ္စတွေမှာเนาะဘာတွေအဆင်မပြေနေဘူးလဲဆိုတော့ဟိုကိုယ့်ဘက်ကပေါ့เนาะ तू လက်ခံနေဆိုရင် तू လက်ခံမှာပြောတာเนาะ तू လက်ခံနေဆိုရင်เนาะတချို့ကိစ္စတွေဝင်ကူပါ तू က အကူညီမတောင်းရင်မပေးပါနဲ့ပေါ့နော်ကိုပါကိုတာလေးမတိလိုက်မတိပါတာလေးနဲ့ညင်ညင်လေးနေပြီးလိုက်တာဟာတော့ပို့ပြီးတော့မှเนาะဒီပြဿနာကိုငြိမ်းအေးဖို့အတွက်ပေါ့နော်ဒါက solution ဖြစ်ပါလိမ့်မယ်တဲ့เนาะအဲ့တော့စာနာစိတ်ပေါ့နော်နောက်ခွတ်ကြတော့စာနာစိတ်တစ်ခုပေါ့နော်စာနာစိတ်တစ်ခုစာနာစိတ်မရှိနေတာမျိုးတို့မဟုတ်စာနာစိတ်ကဟိုဟာဖြစ်နေတာမျိုးပေါ့နော် လိုအပ်နေတာမျိုးပေါ့နော်စာနာစိတ်လိုအပ်နေတာမျိုးကြီးရှိတယ်နော်ကိုနဲ့သူနဲ့ကြားထဲမှာနှစ်ယောက်သားကြားထဲမှာလုံးဝတချို့ကိစ္စတွေကအငြင်းရမစ် miss understanding ဖြစ်နေတာများများတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတွေ့ရတယ်ကဲအဲ့တော့ဒီမှာရင်၃ခက်ရဲ့ energy ရယ်နော်သူ့ရဲ့အကြောင်းလေးတော်တော်လေးကိုတည်သွားရပြီပေါ့နော်အဲ့တော့ကဲ yin and yang oracle လေးကနေပြီးတော့မှနော်လာကြည့်နေရယ် collective တမားလေးအကျွတ်ကိုနော်သူကဘယ်လိုလူမျိုးလဲယုံကြည်ရတဲ့လူလားဘာလေးပြီးမလဲကြည့်ကြရအောင် ego တဲ့เนาะစပြီเนาะเนาะ ego တဲ့เนาะတစ်ဘက်ကဘာလဲဆိုတော့အဆုံးတော့အမြင်အမှန်မမြင်ရခြင်းကဘာလို့လဲဆိုတော့ ego တွေများနေအတ္တတွေများနေလို့တဲ့เนาะအတ္တတွေများနေလို့တဲ့เนาะနောက်ခါကျတော့တံပိုးထားမှုပေါ့เนาะတံပိုးထားတဲ့စိတ်ပေါ့ကိုယ့်ရဲ့ချက်ချင်းညစ်တာကိုသူ့ဘက်ကနေတံပိုးထားတဲ့စိတ်တွေညော့နေနေလို့เนาะ ဒါကြောင့်မလို့ရယ်နော်ပြောရရင်တော့ကိုဘက်ကလည်းဘလို့ကျင့်ရမလဲဆိုတော့မှန်လို့ပဲကျင့်ပါတယ်နော်ကိုကအသေးဟိုပါပေါ့နော်ကိုကအရန်နဲ့အသေးအတန်အရန်ကြီးတွေဂယုဆိုင်နေတာအရန်ကြီးကျင့်တာပြတာတွေကစသဖြင့်တစ်ဖက်မှာဒါကိုမမြင်နိုင်တဲ့အခိုက်အတန့်တွေရှိရယ်နော်အဲ့လိုဟာမျိုးမှာဖြည့်ရှင်းနေပို့ပြီးတော့ရှုပ်ကုန်မယ်ပေါ့နော်အဲ့တော့သူမလို့ကျင်တဲ့အရာမျိုးတွေဆိုမပေးဘဲနဲ့ထားလိုက်တာကပို့ပြီးတော့ကို့အတွက်သူ့အတွက်ပေါ့နော်နှစ်ယောက်စလုံးအတွက်ပို့ပြီးတော့မှငြိမ်းချမ်းရေးရပါလိမ့်မယ်လို့ပြောကြတယ်နော်အဲ့တော့နောက်ထပ်တစ်ချက်ကပါလေ lack เนาะဒါညီမဆိုလို့ရင်ညီမเนาะတွေ့လာမလားအတွေ့တွေရော့သူ့ရဲ့သူ့ကိုသူ့เนาะယော်နေနေတယ်လို့ပြောတာเนาะဘယ်ဟာပဲဖြစ်ဖြစ်ဘာလေးပဲဖြစ်ဖြစ်အတွေ့တွေပဲဖြစ်ဖြစ်เนาะသူ့ရဲ့ဒီ skills တွေပဲဖြစ်ဖြစ်ပေါ့เนาะသူ့ရဲ့လောက်ကင်နိုင်စွမ်းတွေရောသူ့ရဲ့အတွေ့တွေရောသူ့ရဲ့ power တွေအကုန်လုံးယော်နေနေတာမျိုးရှိတယ်ညီမတိတ်နေချူနေမိုးသားတွေတက်တယ်เนาะပြီးတော့အဲညီမဆိုရင် ဟိုပါဗောနော်ခေါင်းစွတ်စွတ်ထားယူမျက်နှာဖုံးကွယ်ထားတယ်ဒါကိုလည်းကိုယ့်ကိုပုံမှန်လင်းလင်းပြောလာဆိုတော့လည်းမပြောဘူးเนาะတန်တရားတွေများနေတယ်နောက်တစ်ခါကျတန်တရားတွေများနေတယ်သူ့ကိုယ်သူလည်းတန်တရားတွေများနေငါလုံနိုင်ပါမလားငါဆက်ပြီးတော့မှသွားနိုင်ပါမလားဆိုရယ်တန်တရားတွေဗောနော်သူ့မှာ negative တွေများနေတာတွေ့ရတယ်เนาะတန်တရားတွေများနေသလိုเนาะဒီဟာတွေကိုလည်းပဲเนาะသူ့မှာဒါတွေအစင်မပြေပါဘူးဆိုတဲ့ဟာမျိုးလည်းကိုယ့်ကိုထုတ်ပြောခြင်းရှိမှာမဟုတ်ဘူးတဲ့เนาะအဲ့တော့ဒါကိုကိုကသိတယ်ဆိုရင်တော့ကိုယ့်ဘက်ကပဲတတ်နိုင်ဆုံးရှောင်ဗောနော် နောက်ခါကျတော့ renewal spec เนาะအဲ့အဲ့တော့ဒီဖြစ်နေတဲ့ဖြစ်စဉ်တွေကတော့တဲ့เนาะပြန်ပြီးတော့ပေါ့เนาะအစ်စ်တဖန်ပြန်ပြီးတော့အစ်စ်တွေပြန်လဲမွေးဖွားလာကို spec เนาะပြန်ချစ်ချင်းတွေတောက်ပလာတော့เนาะရှိပါတယ်တဲ့ဒါပေမဲ့အချိန်တစ်ခုလေးတော့เนาะစီလိုက်လို့ဆိုတော့ king pandica ဒီမမြင်အောင် king soft pandica ရဲ့ဟိုအရာပေါ့ဒါသူကပြည့်ပြည့်နဲ့ပဲပုံစံမျိုး စစ်စစ်ပဲသွားနေပုံစံမျိုးရှိတယ်အဲ့တော့အချိန်လေးတော့နည်းနည်းယူလိုက်ပါလို့ပြောခြင်းတယ်နော်သူနဲ့ပြန်ပြီးတော့အဆင်ပြေကြနာတို့ပါတော့နော်ဖြစ်ခြင်းနဲ့ဆိုရင်နည်းနည်းလေးတော့အချိန်ပြန်ယူပါလို့ပြောခြင်းတယ်နော်အဲ့တော့ romance and love ပေါ့နော်ဒီဟိုဟာလေး message လေးဖတ်ပေးမယ်နော်ဒီ reading လေးကိုတော့နည်းနည်းလေးကျမလေးဟိုဟာပေါ့နော်ဒါမဲ့အတူလေးပဲဆိုတာတော့အခုတောင်မှတော်တော်မတူတော့ပါဘူးဘယ်လောက်တောင်ဖြစ်နေပြီလဲနော်အဲ့တော့ဒီဟာလေးပေါ့နော်ဒီ romance and love message လေးဖတ်ပေးမယ် အဲ့တော့ तू ဟာယုံကြည်ရတဲ့သူလားနော်လူလူမျိုးလဲဆိုတာလေးကိုနော် romance and love engine ဆိုရပြောပြပေးပါ apologies တဲ့နော်အဲ့တော့တောင်းမှန်ခြင်းเนาะအဲ့တော့သူကလေเนาะကိုယ့်ရဲ့မေတ္တာစေတနာကိုသိလာပါလိမ့်မယ်เนาะတောင်းမှန်လာလိမ့်မယ်တဲ့เนาะတရားတောင်းမှန်လာမယ့်အားမျိုးပေါ့เนาะအကယ်လို့ပေါ့เนาะဒီနှစ်ယောက်သားကြားထဲမှာတစ်ခုရှိတာကလေเนาะ သူသူ့ရဲ့ဖြစ်နေတဲ့အဖြစ်တွေကိုကိုမသိတာကြီးလည်းရှိနိုင်တယ်เนาะအဲ့လိုမသိဘဲနဲ့ကိုယ့်ဘက်ကနေပြီးတော့ပြဿနာရှာခဲမိတာကြီးရှိရဲဆိုရင်တော့တဲ့เนาะဘာပဲပြောပေါ့เนาะဒီချစ်ရေးမှာဟိုသူ့တာတယ်ကိုနာတယ်ပေါ့တွေးမနေနဲ့ပေါ့เนาะပြောချင်တာလေဒါပေမဲ့သူ့ဘက်ကအရင်ကြီး ego တွေများနေတာမျိုးဆိုရင်တော့ထားပေါ့เนาะအဲ့တော့အဲတစ်ခါလေကြာရင်သူ့ဘက်ကခံစားနေရတဲ့เนาะပြဿနာလေးတွေကိုကမသိဘဲနဲ့ကိုယ့်ဘက်ကပြဿနာတွေလုံးမိတယ်ဆိုရင်တဲ့เนาะနှစ်ဦးနှစ်ဖက်ကြားထဲမှာတောင်းမယ်လိုက်တာအကောင်းဆုံးပဲတဲ့เนาะတောင်းမယ်လိုက်ပါတဲ့เนาะအဲ့တော့တောင်းမယ်လိုက်ခြင်းအပြင်ဘာဖြစ်မလဲဆိုတော့ဒီမှာဆိုရင် ပြန်ပြီးတော့မှ renew ရယ်ပေါ့နော်နှစ်ယောက်သားကြမှာပြင်ပြီးအစ်စ်စလို့ရမယ်ပြန်ပြီးတော့မှပေါ့နော်ချစ်ချင်းနေမွေးဖွားတာမျိုးလုပ်လို့ရမယ်နော်ဆိုတော့ဒုတိယအခက်ကလေးอ่ะနော် sacrifice နော် sacrifice ကကြတော့နော် အာဗာလဲဆိုတော့ဗောနော်စတေးချင်းဗောနော်ဒီမှာဆိုရင်အချစ်ကရတယ်နော်စတေးမှုတွေကနေလာတယ်လို့ပြောချင်တာဗာလဲဆိုတော့ဗောနော်အခုချစ်ချင်းညစ်တာဗောနော်အချစ်ချင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ကိုယ့်ဘက်ကနေပြီးတော့ဗောနော်သူ့ကိုနော်စတေးခဲ့ပြီးတော့ချစ်တာကြီးအများကြီးရှိဗောနော်ပေးဆက်ပြီးတော့မှအဲတချို့ကိစ္စလေးတွေကအများကြီးပန့်ပိုးပြီးတော့မှဗောနော်ချစ်တဲ့အရာလေးတွေရှိပါတယ်တဲ့အဲ့တော့တကယ်ဗောနော်တကယ်စစ်မှန်တဲ့ချစ်ချင်းတရားဒီဒီလိုမျိုးနော်စတေးချင်းတွေကနေလာတာပါတဲ့အဲ့တော့ပြောရရင်နော်ကိုယ့်ရဲ့ဗောနော်သူ့ပုံမှာပေးဆက်မှုတွေကိုသူကပြန်ပြီးတော့ဗောနော် နားလေလာတာသဘောပေါက်လာတာတွေရှိပါလိမ့်ကိုယ့်ရဲ့ကိုယ့်ရဲ့ပေးဆက်မှုတွေပေါ့နော်ဒါတွေကိုနော်ကိုယ့်ရဲ့ဒီအနစ်နာခံမှုတွေကိုသူသိရှိလာပြီးတော့မှကိုနဲ့ပေါ့နော်အမြန်ဆုံးပြန်လေအစဉ်ပြေခြင်းနဲ့စိတ်ပေါ့နော်နောက်ဘက်ကျတော့ကိုယ့်ကိုပြန်ပြီးတော့တောင်းပန်ခြင်းနဲ့စိတ်ကလေးတွေဖြစ်ပေါ်နေရဲဆိုတဲ့ဟာမျိုးလာတွေ့ရတယ်။ဒီမှာကျတော့တချို့ကျတော့ဒီမှာလေ friendship ပါတယ်ပေါ့နော် friendship ပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်တချို့ connection တွေကဘယ်လိုဖြစ်သွားလဲဆိုတော့လေ အာ friendship အနေထားနဲ့ပဲပြန်နေလိုက်ကြရအောင်ဆိုပြီးတော့မှဖြစ်သွားတာမျိုးတွေတချို့ရှိလိမ့်မယ်။အင်းတချို့တွေကြတော့เนาะအာဒီ friendship connection ကနေပြီးတော့ဗောနော်ဟိုတချို့တွေကြတော့ friendship connection ထဲမှာရှိနေတာမျိုးဗောနော်အဲ့လိုပုံစံမျိုးဖြစ်နေတာမျိုး ဲ့တော့ဒီလို friendship connection နဲ့မှာပဲရည်သားမကြအာငွေချင်းမကပေါ့နော်အဲ့လိုပုံစံမျိုးရှိနေတဲ့ဒူတွေမှာဆိုလို့ရှိရင်နော်အဲ့ဒီအခြေအနေအဆင့်နဲ့မှာပဲဟိုပဲနော်သူနဲ့ကိုယ်နဲ့ပြဿနာတက်နေအရှိကိုရှေ့ဆက်မတက်နိုင်ဘဲနဲ့ပေါ့နော်အဲ့လိုအခြေအနေမျိုးတွေဖြစ်နေရမျိုးတွေတွေ့ရတယ်အဲ့တော့ဒီလိုမျိုးအခြေအနေမှာလည်းပဲပေါ့နော်တယောက်ကိုတယောက်နည်းနည်းလေးပြဿနာတက်တာနော်အာစကားများတာနော်ကိုယ့်ဘက်ကကောင်းပေးပေမဲ့လည်းသူ့ဘက်ကအမှန်မမြင်နိုင်တဲ့ကိစ္စတွေရှိပြီးတော့မှာပေါ့နော်တယောက်နဲ့တယောက်ဥပမာ break up separation တွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်နော်အာသူ့ဘက်ကနေလက်ရှိအခြေ ြေအနေမှာတော့ပေါ့နော်ကိုကိုတောင်းပန်နေတာမျိုးเนาะအာဒီငကိုပုံစံတိုင်းလေးပြန်ပြီးတော့မှနေကြရအောင်စသဖြင့်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အာတချို့ကလည်းပဲเนาะဒီ friendship အထဲမှာပဲပိတ်မိနေတဲ့ပုံစံမျိုးရှိရပေါ့เนาะအဲ့တော့ရှေ့ဆက်ပြီးတော့မှတဆင့်တက်လာနိုင်တဲ့အနေအထားမျိုးလေးတွေတော့မတွေ့ရှိရဘူးပေါ့เนาะအဲ့လိုပုံစံမျိုးတွေ့ရတယ်အဲ့တော့တချို့ကြတော့လည်းပြန်ပြီးတော့မှပေါ့เนาะ relationship ကနေ friendship ပုံစံမျိုးဖြစ်သွားတာမျိုးပေါ့เนาะ ်အပရမပိုင်းတော့ relationship အနေနဲ့သွားနေတယ်ဒါပေမဲ့ပြဿနာကြီးတက်ပြီးသွားတဲ့အချိန်မှာတယောက်ကိုတယောက်မယုံရဲတဲ့ပုံစံတွေဖြစ်နေတာမျိုးเนาะအဲ့တော့သူ့ကိုရေရေရာရာတိချာချာမသိရတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘက်ကနေသူ့ကို friendship နဲ့ပဲပုံစံနဲ့ပဲသွားရမယ်ဆိုပြီးတော့မော်เนาะအဲ့လိုပုံစံမျိုးရှေ့ဆက်ကြရအောင်ဆိုပြီးတော့ဖြစ်သွားတဲ့ပုံစံမျိုးလေးကြီးအကြုံနေရတာမျိုးတွေပေါ့เนาะလုံးမဖြစ်လာမှာမျိုးလေးကြီးရှိတယ်အဲ့တော့ဒီနှစ်ယောက်သားကြောင်းမှာတော့ဗောနော်အခုလက်ရှိ energy ရဆိုရင်တော့အများကြီးတယောက်ကိုတယောက်တီးဖို့လိုအပ်နေရတယ်เนาะ အဲအများကြီးပေါ့နော်ပြုပြင်ပြောင်းလဲမှုတွေလိုအပ်နေရာကြီးတွေ့ရတယ်နှစ်ဦးနှစ်ဖက်စလုံးမှာပေါ့နော်သူ့ဘက်မှာရောကိုယ့်ဘက်မှာရောနော်ဒီမှာဆိုရင် renewal လုံးဝအစ်စ်ပုံစံမျိုးစိတ်တွေနော်စိတ်နေစိတ်ထားတွေနော်အမှုအစ်စ်တွေကိုပြင်ဆင်နိုင်ပါမှာပေါ့နော်အာသူနဲ့ကိုယ်နဲ့ရှေ့ဆက်ပြီးတော့ဒီဒီဆက်နောက်မှာဇောက်ထိုးကြနေတဲ့ energy အတက်ပြန်ဖြစ်ဖို့ပေါ့နော်အဲ့လိုအဲ့လိုပြန်ဖြစ်သွားမှသာပြန်အဆင်ပြေနိုင်သွားနိုင်မယ့်အနေအထားမျိုးတွေရှိရပါဘူးလို့လဲဆိုတော့ဒီမှာဆိုရင်အပေါ်မှာပြောရလေနော်အာ nice of pentacle က နော် nice of pandicle ကိုဇောက်ထိုးကြနေရအဲ့တော့သူ့ရဲ့ career အလောက်ကံငွေကြေးစီးပွားရေးမှာပထမသူထင်ထားတဲ့အတိုင်းသူ plan ထားတဲ့အတိုင်းမဖြစ်လာမင်းလဲဇောက်ထိုးမှုမျိုးတွေဖြစ်သွားတယ်သူ့ရဲ့ဘဝမှာလည်းလေအဲ့တော့သူဖြစ်စင်တဲ့အတိုင်းသူလှုပ်ချင်တဲ့အတိုင်းဒီအလောက်ကံငွေကြေးစီးပွားရေးတွေကမဖြစ်လာတော့ဘဲနဲ့လုံးဝပြောင်းပြန်ဇောက်ထိုးပြီပေါ့နော်အမမျော်လင်းတဲ့အခက်အခဲတွေကြုံလာတာမမျော်လင်းတဲ့ပြဿနာတွေကြုံလာပြီးတော့မှာပေါ့နော်အဲ့လိုပြဿနာအခက်အခဲတွေကြုံလာရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်သူ့မှာလည်း ခုအခုအနေအချိန်မှာသူ့ရဲ့စိတ်ထဲမှာပေါ့နော်ခံစားချက်တွေကောင်းမနေတာမျိုးเนาะပြီးတော့ကိုပြီးတဲ့ချက်ချင်းကိုလည်းပဲသူ့မှာအမှန်ကိုမမြင်နိုင်တာမျိုးတွေအများကြီးရှိနေတာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့လောလောဆယ်မှာတဖြည်းဖြည်းနဲ့သူ့ကိုယ်သူပြန်ပြီးတော့ပေါ့နော် healing time ပြန်ယူရမယ့်အချိန်နေသူ့ကိုယ်သူပြန်စဉ်းစားရမယ့်အချိန်နေရှိတယ်ဒီအချိန်မှာတော့အများကြီးကြိုးစားပြီးတော့ပေါ့နော်ကိုယ့်ဘက်ကအတင်းလိုက်ပြီးတော့ဟိုကြိုးစားနေတာမျိုးကိုယ့်ဘက်ကအတင်းလိုက်ပြီးတော့ပြဿနာတွေကိုဖြေရှင်းနေတာမျိုးလို့ဖို့မသိဘူးပေါ့เนาะအဲ့တော့တချို့တွေကတော့ friendship ပုံစံမျိုးနဲ့ပြန်သွားပြီးတော့မှတယောက်ကိုတယောက်ပြန်လေပြီးတော့ နော်စောင့်ကြည့်ရမယ်အနေအထားမျိုးလေးတွေပဲတွေ့ရပါတယ်။ကဲအဲ့တော့ဒါလီယာတော့နော်သူကဘယ်လိုလူမျိုးလဲယုံကြည်ရလားဆိုရဲပေါ့နော်ပေါ်မှာမူတည်ပြီးတော့ပေါ့သူ့ရဲ့နော်သူ့ရဲ့ပေါ့နော်ဒီလက်ရှိဖြစ်နေတဲ့အနေအထားလေးတွေနော်သူဘာတွေတွေ့တွေ့တုံခန်းစားနေရလဲသူ့ရဲ့ပေါ့နော်ဒီအမှုအကျင့်စရိုက်တွေကို မြင်တွေ့ရတာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာတခုပြောဖို့ကြံသွားတာပါเนาะသူကယုံကြည်ရလားလို့မေးလာတယ်ဆိုရင်တော့เนาะယုံကြည်ရလားလို့မေးလာတယ်ဆိုရင်တော့လုံးလုံးစင်မှာ third party saturation နဲ့ပတ်သက်ပြီးတော့တိချင်တဲ့ဒူတွေရှိရယ်ဆိုရင်တော့ third party ပေါ်နေတာမျိုးတော့မရှိဘူးနော်အဲ့တော့တချို့ကဟိုသူနောက်တယောက်ထားနေလို့ဒီလူဒီလူယုံကြည်ရလားလို့သိကြတာမျိုးပေါ့နော်အဲ့လိုရှိရဆိုရင်တော့ဒီမှာကအဓိကက ego နဲ့ပေါ့နော်သူလောကငွေကြေးစီးပွားနောက်ကကျတော့အဓိကသူ့ရဲ့အတ္တနော်သူ့ကိုယ်သူပို့ချစ်တဲ့ energy နော်နောက်ကကျတော့ တန်နေရပေါ့နော်ဒီလိုစိတ်တွေပေါ့နော်အဲအဲ့တော့ကိုကသူ့ပုံမှာနော်ထားနေတဲ့အဲအဓိကတန်နေရတွေပေါ့နော်တန်နေရတွေကိုတော့ရှင်းပြလိုက်ပါဥမာတပ်ပါတီရှိနေတာကြောင့်လို့ဘာညာပေါ့နော်ဒါမျိုးတွေဆိုရင်တော့ဒီတန်နေရကိုရှင်းလင်းပြဖို့လိုအပ်တယ်ကိုကိုယ်တိုင်လည်းရှင်းလင်းပြဖို့လိုအပ်တယ်ပေါ့နော်အဓိကကတော့တပ်ပါတီကြောင်မဟုတ်နေဘူးပဲနဲ့ပေါ့နော်တပ်ပါတီဆက်ဂျူရေးရှင်းကြောင်ဟုတ်နေရမျိုးမဟုတ်ပဲနဲ့နော်အဓိကကတော့သူ့အလုပ်ကင်ငွေကြေးစီးပွားရေးပေါ့နော်ဒါမျိုးတွေဖြစ်နေတာနောက်ကကျတော့အဓိကသူ့ရဲ့စိတ်ထားပေါ့နော် စိတ်ထားကတော့ ego များနေ ိုကြည့်နေနော်ကိုကိုကိုဖြစ်နေနော်ဒီပုံစံမျိုးပေါ့နော်ကိုဘက်ကိုအရင်ကြည့်တာမျိုးညာမျိုးကို ပါတယ်။အဲ့တော့ယုံကြည်ရလားဆိုရင်တော့တပ်ပါတီအနေထားနဲ့ပြောမယ်ဆိုရင်တော့လောလောဆယ်တပ်ပါတီရှိနေရမျိုးမဟုတ်တဲ့အတွက်တပ်ပါတီနဲ့ယုံကြည်တဲ့သူတွေရှိရဆိုရင်တော့ယုံလို့ရတယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲဒါပေမဲ့ပေါ့နော်ကိုမိမိရရှေ့ဆက်သွားမယ်။အာရှေ့ဆက်ပြီးတော့ပေါ့နော်ဒီတဲ့ပိုတဲ့ဒီတဲ့ပိုတဲ့ပေါ့နော်ဒီကိုမင်းမဲရတဲ့အဆင့်တွေအထိတက်သွားတဲ့ဒီလို လူမျိုးဆိုရင်တော့နည်းနည်းတော့စဉ်းစားရမယ်ဆိုတဲ့ပုံစံမျိုးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့အာတစ်ဖက်သက်သေးပေါ့နော်ကိုယ့်ဘက်ကြီးပဲကြည့်တဲ့လူနဲ့ရေရှင်မှာအဆင်ပြေပြေသွားနိုင်ပါမလားဆိုတော့မိမိကိုယ်တိုင်လည်းစဉ်းစားဖို့လိုအပ်တယ်ဆိုတာမျိုးလေးကို advice ပေးလို့ပါတယ်ပေါ့ ါ့နော်ကဲဂျာလီကသူ့ကိုယုံကလာเนาะသူကဘယ်လိုလူမျိုးလဲဆိုရယ်เนาะအာ left mouse လေးကိုဖတ်ပြလိုက်တာပဲဖြစ်ပါတယ်ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေเนาะအမှန်တကယ်အစဉ်ပြေတဲ့เนาะအချစ်ရေးလေးတွေလည်းအမြဲတမ်းရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့မယ်တတ်တာเนาะ